မြန်မာပြည်သူတွေရဲ့ဂုံယူစရာခံတွင်ပုံချိတ် fearless fan ပေါ်တော်လုံးဝမင်္ဂလာပါခင်ဗျာကိုဝင်းစပေါ့စ်ကနေကြိုးဆိုပါရစေမြန်မာပြည်ပွားချန်ပီယံဂျော့ရှော့ဖန်ကိုဂုံယူချောင်းဥစွာပြောပြစေခင်ဗျာမြန်မာနိုင်ငံချောင်းတီအောင်ဖန်ကကြိုးစားပြခဲ့တယ်ဒူးသွင်းမြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာပေါ့မြန်မာနိုင်ငံကခေဆက်ဆက်အမှောင်ကျခဲ့တယ်လွတ်လပ်ရပြီးချိန်ကစပြီးပြည်တွင်းစစ်စတင်ခဲ့အာရာရှင်တွေကြောင့်အာရှအတူတက်ဆုံးနိုင်ငံတစ်ခုကနေကမ္ဘာအဆင်းဆုံးနိုင်ငံတစ်ခုဖြစ်လာတာပါ အာနာရှင်တွေကြောင့်ဆက်စားရခင်းနောက်ကြပြီးလူငယ်တွေအနာကလမ်းပျောက်ခဲ့ရပါတယ်လူရန်စားအလုံးကပြည်ပနိုင်ငံတွေမှာရေကြီးအောင်မျက်နှာရှင်သန်နေရတယ်ကေဆက်ဆက်ဖိနှိပ်ခံရပေမဲ့ဒီနိုင်ငံအခြေခံမကောင်းမှုပေမဲ့မြန်မာလူငယ်တွေကပဲဒုံးကမှမညံ့ခဲ့ပါဘူးပါရမီရှင်တွေဆိုတာတတ်သိပြနိုင်ခဲ့တယ်ဘွာဘေးကံကြမှာကြောင့်မွေးရမြေမြန်မာနိုင်ငံရဲ့အဝေးရှင်သန်နေရပေမဲ့အားလုံးရဲ့သတိရစိတ်ကအမြဲတမ်းလူးလို့နေတာပါလက်ရှိချိန်မှာမြမဂုံဆောင်နေတာဗန်ပါ ။ဖန်ကမွေးရမီမြန်မာနိုင်ငံကိုအမြဲတမ်းမတ်ရနေတဲ့သူ UFC ကစားမပွားဖြစ်လာချိန်ကလေးကဖန်ကမြန်မာနိုင်ငံအကြောင်းသိစေချင်ခဲ့တာပါ။မြန်မာနိုင်ငံလန်ကိုစားပြုပြီးတော့ရှင်ပိုင်ဝင်းရောင်ဖန်ကျူးစားခဲ့တယ်။မြန်မာလန်တရားဝင်ကိုစားပြုခွင့်ရပြီးနောက်ဖန်ကပူအောင်မြင်လာပါလိမ့်။ခုဆိုရင် UFC Champion ဖြစ်တဲ့အထိကိုအောင်မြင်ခဲ့ပြီ။မြန်မာပြည်ပွားမြန်မာပြည်ကိုချစ်မြတ်နိုးပြီးအခွင့်ရမြန်မာပြည်ကိုပြန်ချင်ပါတယ်လို့တဖက်ဖက်ပြောတတ်သူဖန်က ပြိဒတ်ချစ်တော်ဘွားတာမကပဲကပတမိုင်းမှာမြန်မာဆိုတဲ့နာမည်ကိုဂန်ဝင်တွင်အောင်ဖန်တီးပြခဲ့ပါပြီ UFC မှာချန်ပီယံကပတ်ရတဲ့မြန်မာပြည်သားတအုပ်ဖြစ်ထဲဝါခဲ့တာဆင်ရွေနဲ့ကြပြီးအဆအဆရနိုင်ပါနေတဲ့မြန်မာနိုင်ငံတွက်သိပ်ပြီးဂုံစရာကောင်းပါလေဖန်က UFC ပထမဆုံး6ပွဲမှာမြန်မာနိုင်ငံကိုစားပြုခွင့်ရပြီမဲ့မြန်မာလန်ကိုကျိုးဝိုင်းနဲ့ယူဆောင်ခွင့်မရခဲ့ဘူးပြီးခဲ့တဲ့မတ်လအတွင်းကြမှာပထမဆုံးချိန်သူပခုံးပေါ်မှာမြန်မာလန်ကိုလွှမ်းခြုံခဲ့ရပါတယ် ယူအက်ဖ်စီကမြန်မာနိုင်ငံလံကိုကျူးဝိုင်းနေတည်ယူခွင့်ပေးခဲ့ပါတယ်အဲ့ဒီခွင့်ရအောင်ကျွန်တော်တိုက်ပွဲဝင်ခဲ့တယ်ကျွန်တော်တို့ကမြန်မာနိုင်ငံလံကင်ပြီးတော့ကဘာကိုပြသနိုင်တာကအများကြီးအထိပဲရှိပါတယ်မြန်မာနိုင်ငံလူတွေအတွက်တိုက်ပွဲဝင်နေရတယ်လို့ကျွန်တော်ခံစားရတယ်ကျွန်တော်နိုင်ငံအတွက်တိုက်ခိုက်နေတာပါကျွန်တော်ဘယ်ရလာတယ်မြန်မာဆိုတာဘာလဲဆိုတာကဘာတော်ဝန်ကလူတွေသိစေချင်တယ်ကျွန်တော်ပိုအောင်မြင်လာလေမြန်မာနိုင်ငံအကြောင်းလူတွေပိုသိလို့ကျွန်တော်ပိုစူးစမ်းရမယ်လို့ဖန်ကပြောခဲ့ဘူးလေဖန်ကသူ့စကားတိုင်းပဲပန်ဒူချာကိုအနိုင်ပြခဲ့ပြီး ပထမအချီစကန်ပိုင်းလေးတွေးမှာပဲပန်လိုဂျာလက်ထံအရသွားလို့အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။တချမ်းမမထိုးဘဲနိုင်ရသွားတာဖြစ်လို့ဖန်ချန်ပီယံဇာတာကစမ်းကြယ်လွန်းလာပါတယ်။မြန်မာပြည်သူတွေအတွက်ထားတဲ့မေတ္တာအချိုးကျေးဇူးကြောင့်ဖြစ်ပါလိမ့်မယ်။မြန်မာနိုင်ငံမှာနေစဉ်ခါကဒုက္ခပေါင်းစုံရင်ဆိုင်ရပြီးတော့အာနာရှင်တွေနှိပ်စက်တာခံရပြီမဲ့။ဖန်ကအခါခွင့်သိရင်ပြန်လာခြင်းနေပါသေးတယ်။ဖန်ကမြန်မာနိုင်ငံမှာအသက်၁၀နှစ်တိနေခဲ့ပြီးတော့စစ်ဘေးရှောင်ရအောင်မလေးရှားနိုင်ငံကိုသူ့မိသားစုကပြောင်းခဲ့တာပါ။ အသက်24နှစ်ရွယ်ဗန်ကမြန်မာနိုင်ငံချင်းပြည်နယ်ဇာတိပါအဲ့ဒီပြည်နယ်ကဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနယ်စပ်ဖြစ်ပါတယ်2021အာနာသိမ့်ပြီးတဲ့နောက်ပိုင်းဒေါ်လာအင်အားစုတွေနဲ့စစ်တပ်ရှားမှတိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေသေးပါဗန်တို့ငယ်ငယ်ကလေးကဖြစ်ခဲ့တဲ့ပြည်တွင်းစစ်ကြီးပါကျွန်တော်ပူအောင်မြင်လာနဲ့မြန်မာနိုင်ငံအကြောင်းကို လူတွေပိုသိကြလိမ့်မယ်လို့ Van က straight time နဲ့ interview မှာပြောခဲ့ပါတယ်။ Van ကမြန်မာပြည်သက်တွေအတွက်စစ်မှန်တဲ့အားကစား icon ဖြစ်လာခဲ့ပြီ။ Van ကအာနာသိမ့်မှုကြောင့်ကျွန်တော်တို့အားလုံးရဲ့ဘဝတွေပျက်စီးသွားစေခဲ့တယ်။ ဒါပေမဲ့ကျွန်တော်တိုက်ပွဲဝင်နေရတော့မှာပြီးတော့အောင်ပွဲမရမချင်းကျွန်တော်တို့ဆက်တိုက်ပါမယ်ကျွန်တော်မြန်မာပြည်သူတွေတော်လိုင်းအတွက်ဥပမာတစ်ခုပဲကျွန်တော်ရှုံးငယ်ဘူးတယ်ဒါပေမဲ့အားမလျှော့ပဲကျွန်တော်ပြန်ထပြီးတော့ဆက်ကြိုးစားနေတယ်လို့ပြောလိုက်ပါတယ်မြန်မာနိုင်ငံအတွက်ဖန်လို့သူရဲကောင်းတွေများများလိုအပ်ပါတယ်